ပရိသတ်တွေထင်မှမထလောက်အောင်ကို Junior Feather Snap ပွဲမှာကျမ်းပြခဲ့တဲ့ Bronica ကို YSU ဖြစ်တဲ့ Chatry ကတော့လုံးဝမထင်ထားတာပြောလာပါပြီ YSU ဖြစ်တဲ့ Chatry ဟာ Online Ansan Kit အလုံးမြန်မာပရိသတ်တွေကြားတကယ်ကိုမှ Superstar Fighter ရှာနေတာကြားပါပြီ သူဟာ Bronica ကို One Championship မှာခေါ်ကြတဲ့ကဒေါ်လာသသိန်းနဲ့စာချုပ်ထက်မပူတဲ့เนาะ အဆာချုံနီပါရှိတဲ့တန်ဖိုးမြစ်စာချုပ်ကြီးကိုကန်လန်ခဲ့တာဖြစ်ပြီးတော့အများကြီးအများကြီးလည်းမျောလင်းထားခဲ့တာပါဒါမဲ့ရော်နီကာဟာပွဲဥထွက်မှာရှုံးသွားခဲ့တာပဲဖြစ်ပါရီအဲ့ဒီပွဲဥထွက်မှာရှုံးသွားကြတဲ့ကနေဝိုင်းအစုဖြစ်တဲ့ချက်ထရီကဘရော်နီကာကိုလုံးဝစိတ်သက်ချမသွားအောင်ဘောနပ်စုတောင်ပေးသွားခဲ့တာပဲဖြစ်ပါရီနော်ဘရော်နီကာဟာရှုံးပေမဲ့လေဘောနပ်စုရတဲ့ရှက်ရှက်ပါပါဖိုက်တာပဲဖြစ်ပါရီ ဒါဘရိုနီကာကိုဘီရိုခိုခေါ်ပြီးတော့ဝိုင်းစီယိုဖြစ်တဲ့ချက်ထရီကနှစ်သိပ်စကားအာဘစ်ကပြောခဲ့ပါတယ်ဒီတပွဲကအဆုံးဖြတ်မဟုတ်တဲ့အကြောင်းနောက်ပွဲတွေမှာနိုင်ပွဲတွေရမယ်လို့ယုံကြည်ကြောင်းနေနောက်တစ်ချိန်မှာချန်ပီယံဖြစ်မှာပါဆိုပြီးတော့ပြောပြရင်မိုတီဗေးရှင်းမှာတက်အောင်လုပ်ပြီးခဲ့တာကိုလေတွေ့ရတယ်ဒီလိုအချက်တွေကိုကြည်ချင်းအပြည့်ရှုံးရင်တော့ဘောနပ်စ်ပေးတယ်ဘီရိုခိုခေါ်ပြီးတော့နှစ်သိပ်ပေးတယ်ဒီချက်တွေကိုကြည်ချင်းအပြည့်ကျွန်တော်ဘရိုနီကာပေါ်မှာဝိုင်းစီယိုဖြစ်တဲ့ချက်ထရီကအများကြီးအများကြီးမျောလင်းထားကြောင်းကျွန်တော်နေမြင်တွေ့ရတာဖြစ်တယ် ခုတစ်ခေါက်မှလည်း Bronica ကလုံးဝလုံးဝ Bronica 2.0 version ကိုပြလိုက်ပြီးလေးဖြစ်ပါတယ်။ One Championship မှာခဏပွဲဆက်တိုက် Fighter ကိုအဲ့ဒီ Fighter လေးနော်ခဏပွဲဆက်တိုက်နိုင်တဲ့ Junior Fighters ကသူ့ level မဟုတ်ကြောင်း ASC ပဲနော်။တဖက်သက်ကြီးပြထူးပြသွားတာကိုတွေ့ရတယ်။ One Championship မှာထိုးနေတဲ့မြန်မာ Fighter တွေကိုချိန်လိုက်မယ်ဆိုရင်ခုလိုမျိုး Bronica လို့ပြိုင်ဘက် Fighter ကိုတဖက်သက်အသာကြီးထိုးနိုင်တဲ့ Fighter တွေကလက်ချူကြီးလို့တော့ရပါတယ်။ ရော်နီကာက junior fighters နဲ့ဘွဲမှာလုံးဝအူအေးချင်းတော်တော်လေးကိုကွာတဲ့အနေထားနဲ့ဒီငင်ငိန်လေးအေးစေတရုံးညောက်ကဘလောက်ကွာဟာချက်ရှိလဲဆိုတာကိုချပြိုင်နေဖုတ်တပ်ပြသွားတာဗျာဆိုတော့အခု YC ကိုဖြစ်တဲ့ chatry ကဘရော်နီကာကိုအရန်ကိုအားရနေပြီဒီကနေ့မှာပဲဘရော်နီကာက champion ဖြစ်လာမယ်သူဆိုပြီးတော့လုံးဝထင်မှတ်မထအောင်ပြည်သက်တင်မှတ်မထအောင်ချီကျူးသွားတယ်ပြီးတော့ဘရော်နီကာကိုအများကြီးမျှော်လင့်ထားတဲ့အကြောင်းအရေးကြောင်နေပြသွားခဲ့တယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့မြန်မာပြည်သက်တင်မှာလေအသက်ဆရာကြီးပဲ ရော်နီကာကတော့ချန်ပီယံစင်ကိုခွင့်ရဖို့တော့တပွဲနှစ်ပွဲတော့ထိုးရအောင်မှာပြီဖြစ်ပါတယ်။သူရေချင်းကိုစစ်ဆေးတဲ့နေဝေါ်ချန်ပီယံရှိကတခါတည်းချန်ပီယံပွဲမပြင်းစင်ပေးပဲနဲ့တော့ကြားထဲမှာပွဲလေးတွေပြင်းစင်ပေးတဲ့ချောင်းကိုလေကျွန်တော်ပြည်သက်တွေအနေနဲ့မြင်မိပါတယ်။ရော်နီကာကောင်းဆုံးလုတ်ပြလိုက်ပါတော့ကျွန်တော်ပြည်သက်တွေရော်နီကာရဲ့နာမှာအမြဲတမ်းရှိနေပါမယ်ဗျာ။